ဒီနေ့ယုံကြည်သူတွေကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာလူဖြစ်တဲ့အားလျော်စွာတခါလေမှာကျွန်တော်တို့ရဲ့စိတ်ထင်တဲ့ကျွန်တော်တို့အဆင်ပြေနေတဲ့အချိန်ကျွန်တော်တို့ကောင်းကြီးခံစားရတယ်လို့ကျွန်တော်တို့အဆင်မပြေတဲ့အချိန်မှာကောင်းကြီးမခံစားရတော့ဘူးလို့ကျွန်တော်တို့တစ်ချာကျွန်တော်တို့တွေ့မိတဲ့အချိန်တွေရှိတတ်ပါတယ်အဲ့တော့အဆင်ပြေခြင်းမပြေခြင်းဆိုတဲ့ဥစ္စာကိုအခြေပြုပြီးတော့မှ ဖះဆရာကောင်းကြီးမင်္ဂလာရှိတယ်မရှိဘူးဆိုတော့ဥစားအလွယ်တကူကျွန်တော်ချိန်ခွင်ထဲမှာကျွန်တော်ထည့်ချိန်ပြီးတော့မှကျွန်တော်ဆုံးဖြတ်တတ်လေးရှိတယ်ရှမသက်ခရုရဲ့အခန်းကြီး14ထဲမှာဒီမုံငါလုံးနဲ့ငါးနှစ်ကောင်အကြောင်းကိုကျွန်တော်တွေ့ရတယ်အဲ့တော့မုံငါလုံးနဲ့ငါးနှစ်ကောင်ပေါ်မှာခြေပြုတ်ပြီးတော့မှဒီမုံငါလုံးနဲ့ငါးနှစ်ကောင်ကိုတခေရှုကဒါဓမိတ်လက္ခဏာပြုတ်ပြီးလူငါးတောင်ကိုသူကျွေးမွေးတဲ့အရာကိုကျွန်တော်တွေ့ရတယ်အဲ့တော့မုံငါလုံးနဲ့ငါးနှစ်ကောင်ကိုဖဲ့ပြီးတော့မှဒါမိမနဲ့ခလေးတွေမပါဘဲနဲ့ ယောက်ျားတွေကြီးပဲအယောက်9000လောက်ကိုကျွေးမွေးတဲ့နမိတ်လက္ခဏာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့အဲ့ဒီအရာပေါ်မှာလိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့ဖြည့်ပေးတဲ့လိုအပ်တဲ့အရာကို ပေးတဲ့ Jehovah Jireh ဖျားရှင်ဖြစ်တယ်ဆိုတဲ့အရာပေါ်မှာကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းစရာရှိပါတယ်။အဲ့တော့လူကဒီဖျားပြုတ်တဲ့နမိတ်လက္ခဏာပေါ်မှာအခြေပြုပြီးတော့မှအဲ့ဒီအဆင့်လေးနဲ့ပဲကျွန်တော်တို့ကအသက်တာထဲမှာကျွန်တော်တို့မွေးလျော်ခြင်းလဲ။အဲ့ဒီအဆင့်လေးနဲ့ပဲကျွန်တော်တို့ကျေနပ်ခြင်းလဲ။ ဲ့တော့မုံကားလုံးနဲ့ငါးနှကောင်နဲ့ပြီးတော့မှပွားများလာတဲ့အရာဒီနမိတ်လက္ခဏာပေါ်မှာဒီမုတ်ကလေးစားလိုက်ငါးလေးကိုက်လိုက်နဲ့ကျွန်တော်တို့ဒါတာယာနေတဲ့အခြေအနေနဲ့ပဲကျွန်တော်တို့ကလောကအသက်ရှင်စဉ်ကာလမှာလူရဲ့ဆန္ဒအရာကျွန်တော်အဲ့လိုတင်းတိမ်ခြင်းနဲ့ဒါပေမဲ့လည်းလူကအဲ့ဒီအခြေအနေတစ်ခုနဲ့ဖရာရဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်တို့ဒါဝဝလင်လင်စားသုံးရတဲ့အရာမျိုးခံစားရတဲ့အရာမျိုးပေါ်မှာကျွန်တော်တို့ကဒီကောင်းကြီးမင်္ဂလာကကျွန်တော်တို့လုံလောက်ပြီလို့ကျွန်တော်တို့ထင်နေတာဖြစ်ပေမဲ့တစ်ဖက်ကနေပြီးတော့မှဖရာက သူသားသမီးရဲ့တက်တာထဲမှာယုံကြည်သူရဲ့တက်တာထဲမှာနောက်တစ်ဆင့်နောက် level တစ်ခုကိုထပ်ပြီးတော့မှစွဲတင်ခြင်းနဲ့ဖျားဖြစ်တယ်ဆိုတဲ့ဥစ္စာကိုဒီနေ့ကျွန်တော်တို့ဒီအရာပေါ်မှာကျွန်တော်ဆင်ခြင်ဖို့ပါအဲ့တော့ဒီရှင်မသက်ခရစ်ရဲ့ခန်းကြီးဆက်လေးငွေ20နှစ်မှာယေရှုသည်စီးဝဲသောသူတို့ကိုလွှတ်တော်မူစဉ်တပည့်တော်တို့ကိုလှေစည်းစေပြီးကန့်တဖက်သို့အရင်ကူးစေတော်မူ၏လို့ပြောတယ်ဒီ plan တစ်ခုလုံးသည်ဘုသူ့ရဲ့အစီအစဉ်လဲဆိုလို့ရှိရင်ဒါသခင်ယေရှုရဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့တော့တပည့်တော်ကြီးတွေကိုတည်တည်တတ်တတ်ဒီလူ9000ကို ဒါကျွေးမွေးခြင်းအမှုပြုပြီးတဲ့အခါမှာလူ9000တန်းရနေမှတပိတော်ကြီးကိုတီးတန့်ဆွဲထုတ်ပြီးကန်းတစ်ဖက်ကိုလှေစီးပြီးတော့မှကူးခိုင်းတဲ့အစီအစဉ်သည်ဒါတပိတော်ကြီးရဲ့အစီအစဉ်မဟုတ်ဘဲနဲ့သခင်ယေရှုစီစဉ်တဲ့အစီအစဉ်ဖြစ်တဲ့အငယ်24မှာလှေမှုကအိုင်အလယ်၌ရှိ၍လေမသင့်သောကြောင့်လှိုင်းလေဘိုးလှုပ်ရှားခြင်းကိုပြင်းစွာခံရ၏လို့ပြောတယ်အဲ့တော့အရန်ပင်ပန်းစွာနဲ့လှေကိုတဲ့မအောင်သူတို့ထိန်းကိုရင်းနဲ့ဒီမုန်တိုင်းရဲ့အလယ်မှာသူတို့ဘယ်လို့မှနားလည်နိုင်မှာမဟုတ်ဘူးအခြေအနေကိုသုံးသပ်ကြည့်လို့ရှိရင ဒီတပိတော်ကြီးတွေရဲ့အခြေအနေကမုံငါလုံးနဲ့ငါးနှံကောင်စားပြီးတော့မှကျင်းနေပြီးတော့မှကျေးဇူးတော်ချီးမွမ်းပြီးတော့မှတင်းတိမ်နေတဲ့အခြေအနေမျိုးနဲ့မဟုတ်ဘဲနဲ့အဲ့ဒီအထဲမှာမှတည်တည်တန်တန်ဒီစက်နှစ်ယောက်ကိုဆွဲထုတ်ပြီးတော့မှဒီမုံတိုင်းကိုဒါရည်ရွယ်ချက်ရှိရှိနဲ့တခင်ရှုအတူတူပေးတွေ့စေတယ်ဆိုတော့ဥစ္စာကိုနောက် level တစ်ခုဆွဲတင်တဲ့အရာဖြစ်ကျွန်တော်တို့နားလေရတယ်မုံတိုင်းဘလောက်ပဲပြင်းထန်နေပါလိမ့်စေအဲ့ဒီမုံတိုင်းရဲ့အလယ်မှာတခင်ရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီမုံတိုင်းကိုမြင်းစေနိုင်တော့အရှင်သည်သူသားလင်ဖြစ်တယ်ဆိုတဲ့အတွေ့အကြုံက ဟိုလူ9000ကမောင်9လုံးနဲ့9000ကောင်စားပြီးတော့တို့ကျင်းတ်ပြီးတော့မှတို့မတိလိုက်တဲ့အခြေအနေမျိုးဖြစ်ပေမဲ့အဲ့ဒီထဲကနေပြီးတော့မှတီးတန့်ဆွဲခေါ်ထုတ်တဲ့တပည့်တော်ကြီးတွေရဲ့အသက်တာထဲမှာအဲ့ဒီတက်တွေကိုဖျားကတို့ပေးတယ်အငယ်28မှာပေတရုကလည်းသခင်ကိုရောမန်နဲ့အကျွန်ုပ်ဒီကိုရောထံသို့ရေပေါ်မှာလာရမည်အကြောင်းမိန့်တော်မူပါဟုရှောက်လျင်လို့ပြောတယ်အဲ့တော့သခင်မန်နဲ့ဆိုလို့ရှိရင်ကိုရောမန်နဲ့ဆိုလို့ရှိရင်တမန်တော်12ပါးကြီးထဲမှာမှပေတရုတယောက်တည်းဘယ်လိုစဉ်းစားလဲဆိုတော့ ုတော့မှန်ရင်ကျွန်တော်လာပါရစေဒီလိုအချိန်ဒီမှာကျန်တဲ့၁၁ယောက်ကဘယ်လိုစဉ်းစားနေမလဲဆိုတာကျွန်တော်တွေးလို့ရတယ်အဲ့တော့ကိုတော်ကတစ်ဖက်ကနေပြီးတော့မှရေပေါ်မှာလမ်းလျှောက်လာတာမှန်ပေမဲ့ကိုတော်စီကိုတွားဖို့ကလှေမရှိဘယ်လိုတွားလို့ရမလဲတရားမခင်နိုင်ဘယ်လိုတွားလို့ရမလဲဆိုတော့လူအတွေးမျိုးပဲရှိမှာပါအဲ့တော့လူရဲ့အတွေးကဒါရှိရင်ဒါရမယ်ဒီလိုမှမရှိလို့ရှိရင်ဒီလိုမရဘူးဆိုတော့ဒီဒီအရာပေါ်မှာပဲလူကတွားနေတဲ့အနေအထားမျိုးဖြစ်ပေမဲ့ ပီတီယုကအားလုံးတဲမှာမှသူကသူတယောက်တည်းခြုံပြီးတော့မှသူကဘာပြောလဲဆိုတော့ကိုရမန်ရင်ကျွန်တော်လာပေးရစီလို့ပြောတယ်အဲ့တော့ကိုရမန်ရင်လာပေးရစီလို့ပြောတဲ့အခါမှာတခင်ကဘာပြောလဲဆိုတော့လာခဲ့တော့လို့မိန်တော်မူတယ်လို့ပြောတယ်အဲ့တော့တခင်ကလာခဲ့လို့ပြောတဲ့စကားပေါ်မှာယုံယုံကြည်ကြည်နဲ့လူသည်ရေပေါ်မှာလမ်းလျှောက်တဲ့အမျိုးဟုတ်သလားမဟုတ်ဘူးလားရေပေါ်မှာသူ့ကိုလမ်းလျှောက်လို့ရမလားမရဘူးလားဆိုတော့ တောင်တောင်ဤသူတွေးနေတဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့တခင်ကလာခဲ့လို့လို့ပြောတဲ့တခင်ရဲ့စကားပေါ်မှာပဲအခြေပြုပြီးတော့မှယုံယုံကြည်ကြည်နဲ့သူရေပေါ်မှာလှမ်းသွားတဲ့အခါမှာရေပေါ်မှာသူလမ်းလျှောက်လို့ရတယ်။ဟာလေလုယ။ပေတရုရလိုက်တဲ့အဲ့ဒီအတွေ့အကြုံတခင်ကလာခဲ့ပါလို့ပြောတဲ့အခါမှာတခင်စီကိုသူတွားတဲ့အခါရေပေါ်မှာလမ်းလျှောက်လိုက်တဲ့အတွေ့အကြုံမျိုးကျန်တဲ့ဆက်တယောက်မှာအဲ့ဒီအတွေ့အကြုံမျိုးသူတို့မရှိဘူး။ဆိုတော့ပေတရုရဲ့စိတ်ထဲမှာကိုလိုရှိရင်ဖြစ်တယ် လှေရှိရှိမရှိရှိတရားရှိရှိမရှိရှိ ကိုတော်ရှိရင်ဖြစ်တယ်ဆိုတဲ့အရာပေါ်မှာသူလှမ်းသွားတဲ့အခါမှာသူရေပေါ်မှာသူလမ်းလျှောက်လို့ရတယ်လို့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့တွေ့ရတယ်အဲ့တော့လှေပေါ်ကစင်း၍တဲ့ယေရှုထံတို့ရောက်အံ့တော့ကရေပေါ်မှာလှမ်းသွား၏လေပြင်းတီကိုမြင်၍ကြောက်လန့်နေရင်နဲ့နှစ်မွန်းလူတီရှိတော့ကဲမတော်မူပါသခင်ဟုဟစ်ကြော်လေ၏ယေရှုသည်လက်တော်ကိုချက်ချင်းဆန့်၍ပေတရုကိုကင်မတော်မူရဲ့ တဖက်ကနေပြီးတော့မှပေတီယုကယုံယုံကြည်ကြည်တဲ့သူလှမ်းသွားတဲ့အခြေအနေမျိုးဖြစ်ပေမဲ့တဖက်ကနေပြီးတော့မှလေမုန်တိုင်းကတခါပြန်ပြီးတော့မှဆိုင်းတဘိုးကြီးလာတဲ့အရာကိုသူလှမ်းတွေ့တဲ့အခါမှာသူ့ရဲ့ဒါတဖက်ကနေပြီးတော့မှကြောက်စိတ်ကတစ်ချက်ဝင်သွားတဲ့အခါမှာပေတီယုဒီချက်ချင်းရေထဲကိုသူမြုပ်သွားတယ်လို့ပြောတယ်ဒါမဲ့ပေတီယုရေထဲချက်ချင်းမြုပ်သွားပြီမဲ့လေဆုံဆုံမြုပ်သွားတဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့တခင်ကအချိန်မီသူ့ရဲ့လက်ကိုစွဲကင်ဖမ်းကင်နေဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်တွေ့ရပြန်တယ် ော့ခက်ခဲနေတဲ့အချိန်ဘယ်လိုအချိန်လေးမျိုးမှာပဲဖြစ်ဖြစ်တခင်ကအမြဲတမ်းအစဉ်သိရှိနေတယ်ဆိုတဲ့သက်သေဆုံးဆုံးမြုပ်သွားတဲ့အချိန်လေးမျိုးနစ်မွန်းသွားတဲ့အချိန်လေးမျိုးကိုတခင်ကအရောက်မခံမဲနဲ့ဖြစ်ဖြစ်ချင်းမှာကို ဆုံးဆုံးမြုပ်သွားတဲ့အနေထားတဲကနေပြီးတော့မှတခင်ကချက်ချင်းကိုဒါပေတျုကိုကဲမတဲ့အရာကိုဆွဲတင်တဲ့အရာကိုအဲ့ဒီသက်သေအဲ့ဒီအတွေ့အကြုံမျိုးက၁၂ရောက်ထဲမှာမှာပေတျုတယောက်တည်းရတဲ့ဥစ္စာကိုကျွန်တော်တွေ့ရပြန်တယ် ကျန်တဲ့17ယောက်မကြုံဘူးတဲ့အတွေ့အကြုံနှစ်ခုကိုထပ်ပြီးတော့မှဒါပေတုရဲ့အသက်တာထဲမှာထပ်ပေးတယ်အဲ့တော့ကိုရောရှိရင်ရတယ်ကိုရောရှိနေတယ်ဆိုလို့ရှိရင်ကိုရောဟာငါ့အတွက်အစင်သင်ရှိနေတယ်ဆိုတဲ့သက်သေနှစ်ခုကိုထပ်ပေးတဲ့အရာကိုပေတုရဲ့အသက်တာမှာခိုင်ခန့်စေတယ်တစ်ဖက်မှာသခင်ရဲ့ရည်ရွယ်ချက်ကကျွန်တော်ရဲ့ဝိညာဉ်ရေးတက်တာထဲမှာသူ့နဲ့ယဉ်နေကျွမ်းဝင်ခြင်းအလို့ငါတစနဲ့တစကျွန်တော်တို့ကိုစွဲတင်ခြင်းတဲ့အရာကိုကျွန်တော်ရဲ့တက်တာထဲမှာပေးတွေးတတ်ပါတယ် အဲ့တော့တပည့်တော်ကြီးတွေကိုဒီစနစ်ရောက်ကိုတီးတီးတန့်တန့်ဒူ9000တဲကနေပြီးတော့မှဆွဲထုတ်ပြီးတော့မှလေပုံတိုင်းနဲ့ပေးတွေ့စေတယ်လို့ပဲဒီနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာလဲလောကနဲ့လူတွေရဲ့အလဲမှာကျွန်တော်တို့မကြုံကျင်တဲ့အရာမတွေ့ကျင်တဲ့အရာကြမ်းတမ်းတဲ့လေပုံတိုင်းတွေကိုကျွန်တော်တို့ရင်ဆိုင်ရတဲ့အခြေအနေတွေရှိတတ်တယ်။အဲ့ဒီလေပုံတိုင်းတွေကြုံနေပေမဲ့လည်းအဲ့ဒီလေပုံတိုင်းတွေရဲ့အလဲမှာသူရှိနေတယ်ဆိုလို့ရှိရင်သူကအဲ့ဒီလေပုံတိုင်းကိုငြင်းစေသောအရှင်ဖြစ်တယ်ဆိုတဲ့တည်သေးကိုလည်းကျွန်တော်တို့တစ်ဆင့်နောက်ထပ် level တစ်ခုထပ်ပြီးတော့မှနားလဲစေချင်တာဖြစ်ပါတယ်။ ဒီအခြေအနေထဲမှာမှပေတရုက17ယောက်ကမလုံနိုင်ခဲ့တဲ့မယုံကြည်နိုင်ခဲ့တဲ့မလုံရဲခဲ့တဲ့အရာကိုလှေထဲကနေပြီးတော့မှလှမ်းသွားလျှောက်သွားတဲ့အခါမှာရေပေါ်မှာတခင့်လိုပဲလမ်းလျှောက်လို့ရတယ်ဆိုတဲ့အတွေ့အကြုံအဲ့ဒီတက်တဲ့ကိုပေတရုတစ်ယောက်ထဲရပေမဲ့ကျန်တဲ့17ယောက်ကမရလိုက်တယ်လို့ပဲအသက်တာထဲမှာသူများတွေမကြုံကျင်တဲ့အရာသူများတွေမတွေ့နိုင်တဲ့အရာသူများတွေမစင်စားမိတဲ့အရာမျိုးလဲကျွန်တော်တို့အသက်တာမှာစိန်ခေါ်မှုတွေရှိလာတတ်ပါတယ်ဒီလိုအခြေအနေတွေမှာကျွန်တော်တို့က ယုံကြည်ခြင်းတစ်ခုတည်းနဲ့သခင်ကိုမျှော်ကြည့်ပြီးတော့ကျွန်တော်လှမ်းထွက်သွားတဲ့အရာကလူတွေအမြင်မှာမိုက်မဲရကြရင်လည်းကြပါလိမ့်မယ်မဖြစ်နိုင်ဘူးလို့ထင်တဲ့အချိန်လည်းရှိရင်လည်းရှိပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအထဲမှာမှတီးတီးတန့်တန့်ကိုတော်ရှိရင်ဖြစ်တယ်ဆိုတဲ့တက်တွေကိုကျွန်တော်တို့ကိုပြကျင်တဲ့ဖျားဖြစ်တယ်လို့အဲ့ဒီအခြေအနေထဲမှာယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကိုတော်ထံကိုကျွန်တော်တို့တိုးဝင်နေတဲ့အခြေအနေထဲမှာပြင်ရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအားနေခြင်းကြောင့်တစ်ခါလေးမှာ လူကစုံစုံမြုံမတက်ဖြစ်သွားတဲ့အခြေအနေမျိုးရှိတတ်ပေမဲ့အဲ့ဒီအနေအထားထဲမှာပဲကိုတော်ကကျွန်တော်တို့အတွက်အမြဲတမ်းအစဉ်သင့်ရှိနေတဲ့ကျွန်တော်တို့အမြဲတမ်းကူမဖို့အစဉ်သင့်ရှိနေတဲ့ဖရာဖြစ်တဲ့ဆိုတဲ့တသက်ကိုလည်းကျွန်တော်တို့ရဲ့အသက်တာထဲမှာပေတိယနီးတူထတ်တူထတ်မြားတသက်ပြခြင်းနဲ့ဖရာဖြစ်ပါတယ်ကိုတော်ကကျွန်တော်တို့ကိုဝင်ရင်ရေးရထဲမှာနောက်တစ်ဆင့်ထပ်ပြီးတော့မှစွဲတင်နေခြင်း ဖြစ်တဲ့ဆိုတဲ့အရာကိုကျွန်တော်တို့သဘောပေါက်နားလည်ရင်ねကျွန်တော်တို့အဲ့ဒီတသက်ကိုရဖို့အတွက်အရောက်တိုင်းပုံမှာဖရာရှင်ရဲ့ကောင်းခြင်းရှိပါစေ။